ီချိန်မှာအဲ့လိုတကူမြေတားရက်ခံနေတာပေါ့နော်စီအဲ့လိုပစ္စည်းတွေဈေးတက်တာမျိုးတွေအဲ့လိုမျိုးမလုံးကြပဲနဲ့အဲပါဝင်ကူညီပေးပါပေါ့နော်အဲ့ဒါလေးတက်တော့ပြောချင်ပါတယ်ပို့စီလည်းတက်လာသေးရဲ့အလူအဲ့ပြိုသွားတဲ့သူတွေကနေပြပတ်စံတန်းပြန်ရွေးခိုင်းနေဆိုအဲ့လိုမျိုးလေဒါရမလုတ်တဲ့ဒါရမစားရတဲ့ပုံအပူစားတွေတော်တော်ကြီးဆိုးဆိုးဝါးကြီးကိစ္စတွေဖြစ်နေတာပေါ့နော်ကိုချင်းစားတက်ဖို့လိုရယ်ပေါ့နော်အားကြတယ် ့သတင်းအမှားတွေဖြန့်တာတွေအဲ့လိုငွေအတုတွေလောက်တာတွေအားအရာလေလေတကယ်အခုချိန်မှာ follower မရှာဖို့ပေါ့နော်အားအရာဘာမှမဆိုင်ဟုတ်ကောင်းတော့အကူညီမဲ့တွေကစိတ်အင်အားညော့သွားစေရပေါ့နော်အဲ့လိုမျိုးလည်းမလုပ်စေချင်နေနေကကြတော့ saw all ပြေးဖို့ရဲ့အဲဒီလိုမျိုးလူအင်အားနဲ့အဲ့လိုလူကထွက်ပြေးဖို့ရဲ့ပဲတက်နိုင်နေပေါ့နော်အဲ့အတွက်လည်းအဲ့နေရာမှာတိချာလေးပါမယ်လို့ဘုရားစီစဉ်ထားရပေါ့နော် အအဓိကတော့အိမ်ထဲနေတဲ့အချိန်မှာကိုကဘာကူညီပေးရမလဲပေါ့နော်အမြဲတမ်းတွေးရပြီးရင်အိမ်ထဲအဲ့လို post တွေကြည့်နေတဲ့အချိန်မှာရမ်းမွန်းချက်တယ်မွန်းချက်ပြီးတော့ကိုဘာလုပ်ပေးနိုင်မလဲပေါ့နော်အဲ့ဒါကိုတွေးတွေးပြီးတော့ဆရာနဲ့အတူတူပါဝင်ပြီးတော့လာပြီးတော့အလူခံပေးရပါဘူးဟုတ်အခုဒီရရရဲ့အလူငွေတွေပေါ့နော်မတို့တွေလည်းတက်နိုင်တမညာအများကြီး ာညနေအထိတွေ့မယ်လို့စဉ်းစားထားရပါတော့။လူကန်ရရဲ့ပတ်စံရင်လည်းစကိုင်းဘက်တွေလိုအပ်တဲ့နေရာတွေမှာတော့သွားလူဖို့ရှိရဲ။အာဆရာဦးနဲ့ရောဖလိုရှင်ဘိုးရွှေချုပ်ဘလူးဒီပဲတက်တက်လဲအလိုလူကန်ကလည်းရှိရဲပါတော့။ဘုန်းကြီးကောင်ဆောင်းလူကန်ပေးထားရဲ။အဲ့ဒီလေးလည်းဒူးဒူးဖို့ရှိရပါတော့တတ်နိုင်တာကတော့မကိုတို့အနေနဲ့ကတော့စော်အောပေးဖို့ရဲအဲဒီလိုမျိုးလူအင်အားနဲ့အလူကထွက်ပေးဖို့ရဲပဲတတ်နိုင်နေပါတော့အဲ့တော့လည်းအဲ့နေရာမှာတိချာလေးပါမယ်လို့မကိုကစဉ်းစားရပါတော့ဟုတ်ကျွန်တော်အခုဟိုကျွန်တော်က ေဘေးတော့ကလည်းရုံးခွဲနေတူတာများတယ်ကျွန်တော်ကိုနေလင်းချိန်တို့ group နဲ့ပေါ့အခုဒီတတုံမှာလည်းကိုနေလင်းချိန်တို့ group နဲ့သွားလို့မှာဖြစ်တယ်ဖြစ်တော့ဟိုကျွန်တော်ကိုယ်တိုင်ပဲရွှေချိုး group ခဲကနေပြီးတော့အလူလေးခံထားတယ်သူတို့ကလည်းတစင်တစားလူတွေပြန်လူခံပေးတာနဲ့အာဒီနေ့မနက်နဲ့ကပေါင်းမယ်ဆိုရင်တရာကျော်သွားပြီတရာကျော်သွားအဲ့ဒါလေးကိုကျွန်တော်ကအခုသူ့မဲ့ plan ကဒီ အမ်ဘူလန့်ဒူလူနာတင်ရင်တည်ပါမယ်ပြီးတော့ဒီကျွန်တော်တို့ဟိုဘတ်ဆုံသုံးဖို့ပါဝါဘန်အသွင်းလုံးလည်းရမယ်မီးစီးလည်းဖွင့်လို့ရမယ်ပန်ကလည်းဖွင့်လို့ရမယ်ပုံကံမျိုးတည့်စင်မီလည်းခက်ခဲနေရဆိုတော့အဲ့လိုမျိုးလေးတွေကအလုံးတစ်ထောင်ပါမယ်အာပြီးကြရင်ကျွန်တော်တို့ဟိုဆေးဝါးတွေဓာတ်ပုံတွေအိတ်တွေရေတောက်ရေတန်းပါမယ်ပြီးကြရင်ကျွန်တော်တို့ဟိုဓာတ်စားတွေလည်းပါမယ်အဲ့အမျိုးလေးတွေကိုကျွန်တော်တို့ကိုယ်တိုင်သွားပြီးတော့စကိုင်းဘက်မှာကျွန်တော်ရွှေချိုတဲ့9ရောက်လောက်တော့တိုက်လို့ရမယ်။ဟိုဟာကျွန်တော်တို့ရွှေချိုအပွဲ နဲ့ဒီကိုနေလင်းလုံးနဲ့ပေါင်းပြီးတော့သွားလူဖို့ရှိတယ်ပေါ့ဟိုကျွန်တော်တို့အလူငွေကိုကြာတော့ကျွန်တော်ဒီဘက်ဆုပ်သုံးဖို့အတွက်လူနာတင်ရင်ထဲမှာပဲထည့်ထားလိုက်တယ်ကျွန်တော်နေနေဒီအချိန်မှာအဲ့လိုတခုမြေတားရက်ခိုင်နေတာပေါ့နော်စီအဲ့လိုပစ္စည်းတွေဈေးတက်တာမျိုးတွေအဲ့လိုမျိုးမလုံးကြပဲနဲ့ အဲပါဝင်ကူညီပေးပါပေါ့နော်အဲအားလေးတက်တော့ပြောချင်ပါတယ်ပြီးအလူငန်းအလူခန့်နေရဲ့ဆိုရဲဟာရလည်းအတူတွေလည်းရှိရဲ့အဲ့လိုလိန်သွားတာတို့ပြုလို့ရှိရင်အဲ့မှာ post တွေလည်းတက်လာသေးရဲ့အလူအဲ့ပြိုသွားတဲ့သူတွေတရကနေပြပတ်စံနဲ့ပြန်ရွေးခိုင်းနေဆိုအဲ့လိုမျိုးလည်းကြဒါရီကမလုတ်တဲ့ဒါရီကမစားရတဲ့ပုံအပူစားရတယ်တော်တော်ကြီးဆိုးဆိုးဝါးဤကိစ္စတွေဖြစ်နေပါပေါ့နော်ကိုချင်းစားတက်ဖို့တော့လိုရဲပေါ့နော်အားအကြလေးဈေးတက်တာကိုရီကတော့မကြုံရပါဘူးအဲ့လို post တွေပါတွေ့ရတဲ့အချိန်မှာဒီလိုမျိုးဖြစ်ဖြစ်တယ်ဆိုတော့စိတ်စိတ်ကတူ တာပေါ့စိတ်တူရစိတ်မကောင်းတာပေါ့ဒီချိန်မှာဒါမျိုးတွေလောက်ရလာပေါ့ဆိုတော့ဘလို့အသွေးမျိုးနဲ့ဘလို့စားရကြရလဲပေါ့နော်အဲ့လိုမျိုးတွေဖြစ်ဖြစ်တာလုတ်တဲ့သူတွေကတော့ရှိမှာပဲရှိမှာပဲဒါဘာပဲဖြစ်သူတို့လုတ်လေတစ်ချိန်ကျရင်ဘုပြန်ခံရမှာပဲပြီးကြရင်အမခိုင်နေဝေး page ဆိုလဲအတူတွေဖွင့်ပြီးတော့အလူခံအလူဝေးကောက်ခံတာအဲ့လိုမျိုးတွေလည်းလောက်ကြရတူလည်းရှိရယ်ပြီးရင်အဲ့လိုကြာကြာဖြန်နေဆိုတော့အများကြီးပဲပေါ်လာပါတော့ဒီချိန်မှာအဲ့လိုမျိုးတွေတွေ့ရပါတော့ all right ဟိုစကိုင်းကိုတော့သွားလူကြမှာရွှေကျိုးဟိုဟာ all လည်းပါမယ်နော်အဲကျွန်တော်တို့ကိုယ်တိုင်သွားပြီးတော့တေချာလေးလူပဲဝရှိတယ်ဟောဆိုအလူရှင်နေရာလည်းကျွန်တော်တို့ရေုံချီချီနဲ့လူပေးတယ်တချို့ဆိုတယောက်ထဲနဲ့30 50လောက်ထိလူပေးတဲ့အလူရှင်တွေလည်းရှိတယ်အဲ့တော့ကြတော့ဟိုကျွန်တော်တို့ကိုယ်တိုင်ပဲတေချာလေးကွင်းစင်းပြီးတော့ပြုมาဖြစ်ပါတယ်အဲ့ဘက်ကိုကျွန်တော်လှုပ်အားလဲကုမယ်တို့ငွေအားလဲကုမယ်ပေါ့အဲ့လိုပေါ့အာအရင်ကျေးဇူးတင်တာပေါ့နော်ဒီတိုင်း အာပြီးရအခုဆိုနိုင်ငံအတီးတီးအားကယ်ဆယ်ရေးသမားတွေလည်းလာရဆိုတော့အကုန်လုံးကပူပေါင်းပေးရအတွက်ရန်ဝန်းသားရဲ့အခုအရင်တော့ဆိုရင်ဒီအဲကယ်ဆယ်ကယ်ဆယ်ဖို့အတွက်အာ80 90ရာခိုင်နှုန်းတော့ပြီးမဲ့ကိစ္စဆိုတော့အခု100ရာခိုင်နှုန်းတော့ပြီးတာအဲ့လိုမျိုးတွေရှိရပါတော့အဲ့အားအတွက်လည်းရန်ဝန်းသားပါတယ်ဟုတ်ဟုတ်ပါကျွန်တော်တို့ကျွန်တော်လည်းရန်ဝန်းအဲ့လို rider အလုပ်တွေဆိုရင်ကျွန်တော်နေမှာနေကနေတိကျလေးဝင်ပြီးတော့အခုလုပ်ပေးဖြစ်တယ်အဲ့တော့တကယ်လို့ကျွန်တော်တို့လည်းသူတို့နေရာမှာဆိုရင်ကုညီချင်တဲ့စိတ်တစ်ခုတည်းနဲ့ သွားပြီးတော့လုံးမိမှာပဲအပစ္စည်းမစုံတာကြတော့ဟိုဘယ်လိုပြောမလဲဒီအခြေအနေနဲ့ပေါ့ဟိုကုညီခြင်းနဲ့စိတ်တစ်ခုတည်းပဲရှိရတချို့ကြတော့အဲ့လို volunteer လုပ်ပြီးတော့ငွေချေးမပြည့်စုံတဲ့သူတွေရှိတယ်အမှန်ပြောရရင်သူတို့အတွက်လည်းလုပ်ပေးစီခြင်းနဲ့ဒါပေမဲ့အရင်ဥဆုံးဖြစ်နေတာကဒီဒုက္ခရောက်နေတဲ့သူတို့ကအရေးကြီးဆုံးဖြစ်နေတော့သူတို့ဘက်ကမလဲနိုင်ကြသေးရတယ်မဟုတ်လဲသူတို့အတွက်ကလည်းအမှန်ပြောရရင်တကယ်လိုအပ်တယ် ကယ်ဆယ်ဖို့အတွက်ကအာပစ္စည်းစုံမလေတကယ်တကယ်ရှေ့ထွက်နေရသူတို့မကူတော့နောက်ကနေပြီးတော့အဲ့လိုငွေအင်အားလေးနဲ့အဲ့လိုလူအင်အားလေးကလိုက်လုပ်ပြီးရတကယ်တကယ်အသက်ဆုံးဆံများလုံနေရသူတို့အဲ့တော့သူတို့တော့လည်းလိုအပ်တယ်ပေါ့နော်ဘာဖြစ်ရင်တော့ထပ်ပို့ရဆိုရှင်ထပ်လူအောင်မှာပါမပြီးမချင်းပါတော့ကိုခွန်အားနဲ့ရသမျှအလူအလူအလူငွေတွေကောက်မယ်ပြီးရင်ကိုယ်တိုင်သွားလူနိုင်တဲ့အချိန်ညာလဲသွားလူမယ်အဲသွားမလူနိုင်တဲ့အချိန်ညာရင်ဒီမှာအလူအင်းကနေစုပြီးတော့အဲအဲ့လိုမျိုးအဲအလူ ့လူငွေရဲ့အဲပြီးတော့တကယ်လုပ်ငန်းလူတွေကိုလိုက်ပြီးတော့ကုညီပေးမယ်ပေါ့နော်လူအားနဲ့ပေါ့ဟုတ် Sky Villa ကဲတဲ့ရက်နာပြီဆိုတဲ့တည်င်းကဒီတိုင်းပဲတက်လာတာလေကျွန်တော်တေချာရှာကြဲတဲ့အချိန်မှာတကယ်ကွန်းဆင်းပြီးတော့လုံနေတဲ့သူတွေကမရက်နာကြပါဘူးမရက်နာပဲနဲ့သူကလူခွဲပြီးတော့လုံပေးဟို Fort Hope လို့ပဲပြောလို့ရတယ်တည်င်းအမားလို့ပဲပြောလို့ရတယ်ပေါ့ကျွန်တော်ဖြစ်ကျွန်တော်တွေ့တာလေအဲ့ဒီတည်င်းဖီဖီချင်းမကြဘူးအဲကဲစိမရက်နာပါဘူးတဲ့တေချာအဲ့မှာလုံနေတဲ့သူတွေကပြောပြတာဟုတ် ဲ့လိုတည်င်းအမားကြီးဖြန့်တာကြီးအဲ့လိုငွေအတူကြီးလောက်တာကြီးအားကြီးရလဲလေတကယ်အခုချိန်မှာ follower မရှာဘူးပေါ့နော်အားကြီးရဘာမှမဆိုင်ဟုတ်ကောင်းတော့အကူညီမဲ့သူတွေကစိတ်အင်အားယော့သွားစေရပေါ့နော်အဲ့လိုမျိုးလည်းမလုပ်စေချင်ဟုတ်ကဲ့ပါဟိုဟာကျွန်တော်အခုဘာဖြစ်ဖြစ်ပြရရင်လည်းဖြစ်သွားပြီကျွန်တော်ဘက်ကနေလည်းတနိုင်တယ်လို့ဒီဘာတော့တတ်နိုင်တယ်လို့ဝါမင်းကူညီပေးကြမှာပါဟုတ်အဲ့တော့ဒါကြီးပြီးသွားရင်အကုန်လုံးတက်တော့ရှင်းရှင်းလေးပဲပြန်နေနေချင်ပါပါလေပြန်နေစတော့ရေးကာလာရောက်သွားပြီဆိုတော့ကျွန်တော်တက်နိုင်တယ်လို့ ပြန်ပြီးတော့ကုညီပေးအောင်ပါပါအဲ့တော့အားလုံးအားကင်းထားပါအခုဆိုငလင်ဘေးဒဏ်ခံခံရတဲ့လူတွေပေါ့နော်ဆိုတော့အာပြီးနေတဲ့လူတွေအသက်ရှင်နေပြန်ထွက်လာနိုင်ပါစေ၊ကွဲကွာနေတဲ့မိသားစုတွေအကုန်လုံးအဲပြန်လဲစုံကြပါစေလို့ဆုတောင်းပေးချင်ပါတယ်။မိသားစုတွေပြန်စုံပြီးတော့ပြင်ကြပါစေလို့ပဲဆုတောင်းပေးချင်ပါတယ်။